ူကတောက်ပလာမယ်ခလေးလို့စိတ်ထဲမှာယုံကြည်ပါရဲ့အဲအကြောင်မလို့သူ့ကိုဆရာကောင်းသမားကောင်းတွေနဲ့လည်းတွေ့ပြီးတော့ဟွာအကောင်းဆုံးတောက်ပစေခြင်းပါရဲ့ရှင်အဲအကြောင်မလို့အကောင်းဆုံးပံ့ပိုးပေးပါရဲ့သူ့မှာသူ့ပြလိုက်လို့ရှင်သူကသူ့ကိုပိုင်ဟန်လေးနဲ့လှုပ်တဲ့သူ့မှာအဲအဲ့လိုမျိုးတိုးတက်မဲ့ဟာလေးတွေ့ရပါတယ်အတန်လေးကလည်းချိုးတယ်တားတယ် ပြလိုက်လို့ရှိရင်ပြလိုက်တာတွေပို့ပြီးတော့သူလုံးတက်တယ်အဲမာပေါ်တော့ဒီနိုင်ငံတော်ဖြည့်စိတ်ဆုရှင်ဆိုပေါ်တော့အမရှိရတယ်အမြဲတမ်းပေါ်တော့ရှင်းကြီးတွေလေ့လာဖြစ်ပါတယ်အော်တမင်းနဲ့များတော့မေတ္တာရှင်လို့ခေါ်ပါတယ်ရှင် အာရေတာချိန်မှာနေပါလေရှင်ညီမတို့တအားနဲ့ဟိုညီမလည်းတအားအတက်ကြီးတော့မဟုတ်ပါဘူးဒါပေမဲ့ပွဲတွေလည်းအတူတူသွားဆုံနေကြရဆိုတော့သူ့အကောင်းဆုံးပတ်ပိုးပေးနေတာပါပွဲသွားနေရနေပြီညီမလေးဘယ်နာလေးရတော့ဘလို့လေးလို့ပဲဘလို့လေးဆိုတော့အဲ့လိုမျိုးလေးပြောပြဖြစ်ပါရဲ့ဒါကြောင့် No way go to သူကတောက်ပလာမယ်ခလေးလို့စိတ်ထဲမှာယုံကြည်ပါတယ်။အဲအကြောင်မလို့သူ့ကို ဆရာကောင်းသမားကောင်းတွေနဲ့လည်းတွေ့ပြီးတော့ဟွာအကောင်းဆုံးတောက်ပစေခြင်းပါရှင်အဲဒါကြောင့်မလို့အကောင်းဆုံးပန့်ပူပေးပါပေါ်တော့ဒီနိုင်ငံတော်ဖြည့်စိတ်ဆုရှင်ဆိုပေါ်တော့အမရှိရတယ်အမြဲတမ်းပေါ်တော့ရှင်းကြီးတွေကြီးလာဖြစ်ပါတယ်ဟုတ်သူ့ကိုဘယ်လိုမျိုးလေးတွေကိုအဓိကထားတင်လေးဖြစ်အော်အခုတော့ဖုံဖုံမွေးနေပွဲတွေဂုဏဝိတ္တပွဲတွေတောင်းနေရဖြစ်တဲ့အတွက်ကြောင့် ဟိုကလေးလေးဖြစ်ပြီးတော့ចောင်းစာတစ်ဖက်နဲ့ဆိုတော့အနန္တငါးပါးကတော့ကန်းတို့ဘာတို့ကနေပြီးစပြီးတော့နည်းနည်းပြပေးနေပါရှင်ပန်းတိုင်းအလီလီတကယ်ចောင်းစာမလို့တို့ဝါကြလူတိုင်းသိစေမြည်အဲဒီပေါ်လို့ဟိုတကယ်အပေါ်အမစင်မျိုးလိုမျိုးဖြစ်အောင်လေကျမပေါ့နော်တန်အတန်နေအတန်ထားအကုန်လုံးပေါ့နော်ဒီချက်ရော့စူးစမ်းပြပေါ့နော်တန်လေးကောင်းအောင်လုပ်ရှင်ပါရဲ့ဟုတ် ဘလိုမျိုးလေးမြင်နေလဲကိုကိုရဲ့အမြင်လေးပေါ့လေသူ့မှာသူ့ပြလိုက်လို့ချင်းသူကသူ့ကိုပိုင်ဟန်လေးနဲ့လှုပ်တဲ့သူ့မှာအဲအဲ့လိုမျိုးတိုးတက်မဲ့ဟာလေးတွေ့ရပါတယ်အတန်လေးကလည်းချိုးတယ်တားတယ်ပြလိုက်လို့ရှင်ပြလိုက်တာတွေပို့ပြီးတော့သူ့လုံးတက်တယ်အဲ့လိုမျိုးရပါတယ်ပလေးလေးရွှေလေးရီတနည်းအားဒီချိုး အများကြီးအားပေးပါသူကတကယ်တောက်ပါလာမယ်ခလေးလို့ညှော်လင်းမိပါတယ်ဟုတ်အဲကြောင့်မို့လို့ဆက်လက်ပြီးပရိသတ်ကြီးအားပေးကြပါဦးညီမလေးကို